ခင်ွေ channel ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါရစေ။ဒီနေ့မှာဘာတွေထူးထူးခြားခြားဖြစ်ခဲ့လဲဆိုတော့ဒီအစီအစဉ်မှာဒီကနေ့တော့ကျွန်တော်သတင်းအနေနဲ့ပြောမှာမဟုတ်ဘဲနဲ့ဒီနေ့အကျန်းဖက်စီအိုစုကနေပြီးတော့ဒီ905နဲ့ဖန်စီထားတဲ့သူတွေကိုဒါပြန်လွှတ်ပေးလိုက်တဲ့သတင်းနဲ့ပတ်သက်ပြီးတော့သုံးသက်ချက်တစ်ခုအနေနဲ့ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီအစီအစဉ်ကတော့ကျွန်တော်တို့ဒီကဘာကြီးနဲ့မြန်မာတဝမ်းကဒီဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုပရိသတ်တွေအနေနဲ့ပုံမှန်အနားယူရင် အဲလမ်းသွားရင်ပဲဖြစ်ဖြစ်တနေ့တာဘာတွေဖြစ်ခဲ့လဲဆိုတာတွေကိုသိရှိစေဖို့ကျွန်တော်တို့ဒီ podcast လေးကိုစီစဉ်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့မနေ့ကဒီ November 26ရက်နေ့ညမှာပေါ့နော်ဒီအကျန်းဖက်စေအုပ်စုရဲ့ဒီအတန်ထွက်ဌာနတွေကနေပြီးတော့ကျင်းညာတာတွေ့ပါတယ်အဲ့ဒီသတင်းမှာဆိုရင်ဒီအကျန်းဖက်စစ်တပ်ကဒီနိုင်ငံတော်ကြီးညိုပြည့်စုံမှုပုံမှန်ဒီ905ကာကြီးနဲ့ပေါ့နော်ဒီမတရားဖမ်းဆီးအကျဉ်းချထားတဲ့အကျဉ်းသားအကျဉ်းသူ924ဦးကိုပြန်လွှတ်ပေးတဲ့အကြောင်း နောက်ဒီအမှုဖွင့်ခံထားရတဲ့9580ဦးကိုလည်းဒီအမှုပိတ်သိမ်းပေးတယ်ဆိုပြီးတော့ဒါထုတ်ပြန်ကြညာတာတွေ့ပါတယ်။တကယ်တော့ဒီလူတွေအားလုံးဟာငโกကလေးကိုကဘာပြည့်မှရှိတာမဟုတ်ပါဘူး။မတရားဖန်ဆီးအကျဉ်းချထားတာခံရတဲ့အတွက်အခုလိုလှုပ်ပေးလိုက်တဲ့အပေါ်မှာလည်းဟိုတနည်းအားဖြင့်ပြောရရင်လွတ်မြောက်လာသူတွေအတွက်တော့ကျွန်တော်တို့အင်မတန်ဝမ်းသာစရာပါ။ ဒါပေမဲ့တစ်ဖက်မှာတော့ဒီအကျန်းဖက်စစ်တပ်အပေါ်မှာတော့ကျွန်တော်တို့ဒါဟိုဘဘဦးဝင်းတင်ပြောခဲ့သလိုပြောရမယ်ဆိုရင်ဒါစစ်တပ်ကျေးဇူးဟာဒီတိုင်းပြည်ပေါ်မှာမူးလို့တောင်ရှူစရာမရှိဘူးဆိုတာမျိုးပေါ့နော်အဲ့တော့ဟိုဒီရပိုင်းမှာဘာကြောင့်ဒီလိုလုပ်လဲအမေရိကန်ဆိုးရွားကဒီရပိုင်းမှာပဲဒါအမေရိကန်မှာရောက်နေတဲ့ဒီနိုင်ငံရေးရဒီယာယီခိုလုံခွင့်ပြုတ်ထားတယ်ပေါ့နော်မြန်မာနိုင်ငံသားတွေဒါ TBS နဲ့ပတ်သက်ပြီးတော့ဒါကိုပြန်လဲဖျက်သိမ်းလိုက်တယ်ဆိုတော့ကိစ္စထွက်ပြီးရပိုင်းတွင်းမှာပဲဒါအကြမ်းဖက်စစ်တပ်ကအခုဆိုရင်ဒါနိုင်ငံရေးကျင်းသားတွေကိုပါဒါလွှတ်ပေးလိုက်တယ်ဆိုတာပေါ့နော်အဲ့တော့တစ်ဖက်မှာဒီနိုင်ငံရေးတိုင်းဝိုင်းမှာတုံ့တက်ကြတာကြီးလည်းရှိပါတယ်ဒါအကြမ်းဖက်စစ်တပ်ကတကယ်တော့ဒါအမေရိကန်ရဲ့အသီးမှတ်ပြုမှုရဖို့ကိုဒါစ조사နေတဲ့ဒါလောကဒါနိုင်ငံရေးအရရွေချက်မဟုတ်ဖဲနေပေါ့နော်ဒီအမေရိကန်အသိမှတ်ပြုမှုအတွက်ကိုဒါဖော်ဆောင်နေတာမျိုးပေါ့ဟိုပြီးခဲ့တဲ့နှစ်ပိုင်းနေမှာလဲအားလုံးကြားလိုက်မှာပါအ ဒီအမေရိကန်အစိုးရနဲ့ဒီနိုင်ငံတကာတိုင်ဝမ်ကြားမှာအကြမ်းဖက်စစ်တပ်ကဒါသူဝန်ဆန့်နိုင်ဖို့အတွက်တနည်းအဖြစ်ပြောရင်ချင်းကပ်နိုင်ဖို့ပေါ့နော်နိုင်ငံတကာကိုဒါဒီနိုင်ငံတကာ lobby အဖွဲ့တွေကိုဒေါ်လာ3သန်းလောက်အထိသုံးပြီးတော့ဒါ lobby အုပ်စုတွေကိုငှားထားတယ်ဆိုတဲ့သတင်းပေါ့အဲ့တော့ဒါကလည်းတစ်ဖက်မှာတော့အခုလက်ရှိဒီ TPS ကိစ္စတည်ဒါနိုင်ငံတကာ lobby တွေရဲ့ဒါလှုပ်ဆောင်ချက်လို့တော့ပြောလို့ရနိုင်ပါတယ်အဲ့တော့ဒီလှုပ်ဆောင်ချက်ကတစ်ဖက်မှာဒါအမေရိကန်အစိုးရ အတွင်းမှာကိုပဲဒါမျက်စိလဲပြီးတော့နောက်ဒီအမေရိကန်အစိုးရရဲ့ဂျားမာကိုပဲဒီဟာတွေကဒါအငင်းပွားပွဲဖြစ်လာတယ်ဆိုတာတွေပေါ့နောက်ဒီမြန်မာစစ်တပ်ရဲ့လက်ရှိဒီအခြေအနေကိုဒါအမေရိကန်အစိုးရရဲ့ဒီနိုင်ငံတိုင်းဝန်ကြီးဌာနဒီကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဆိုလို့ရှိရင်ဒါအခြေအနေတစုံတရာတိုးတက်လာတယ်ဆိုတော့အတုံးနှုံးမျိုးတွေကဒါအမေရိကန်ဒီမိုကရေစီအတိုင်းဝိုင်းကြီးဂျားမာတော့ ာတော်တော်လေးကိုဒါဝေဖန်စရာတခုဖြစ်လာတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအခုဒီ905ကိုပြစ်ဒဏ်ကိုလွန်ငင်းခွင့်ပြုတဲ့ကိစ္စအဲ့တော့တစ်ဖက်မှာကျွန်တော်တို့ဒါအရက်ထဲမှာပြောနေကြသလိုပေါ့နော်ဒါအချမ်းဖက်စစ်တပ်က905ကိုရုတ်သိမ်းပြီးတော့ဒါလွတ်မြောက်လာတဲ့သူတွေကို ဒါကပြန်ပြီးတော့ဒီ905နဲ့လွတ်မြောက်လာတဲ့လူငယ်တွေကိုဒါစစ်မှုထမ်းနဲ့ပြန်ဖမ်းမလားဆိုတာလည်းတစ်ဖက်မှာစိုးရိမ်စရာရှိတယ်ပေါ့နော်။နောက်တစ်ချက်ကကျတော့အခုဒီလူငယ်တွေအနေနဲ့အထူးသတိဒီလွတ်မြောက်လာတဲ့ပေါ့နော်လူငယ်တွေအနေနဲ့ဒါငကိုကလေးကလည်းဘာပြစ်မှရှိကြတာမဟုတ်ပါဘူး။ဒါမတရားဖမ်းဆီးခံရတဲ့အခြေအနေပေါ့နော်။အဲ့တော့အခုလို့ဒီလွတ်မြောက်လာတဲ့အပေါ်မှာတော့ကျွန်တော်တို့ကအင်ပလန်ဝမ်းတာတရားရှိပါတယ်။အရှိမပြောခဲ့သလိုပေါ့နော်။ဒါဒီအကျန်းဖက်စစ်တပ်ကဒီလိုလှုပ်ပေးလို့ဒါသူကရွေးကောက်ပွဲနာနှီးတဲ့အချိန်မှာဒါသူတို့ ကိုသူတို့ဒါသဘောထားကြီးတဲ့အောင်ဒီလိုလုံးပြပဲပြည်သူတွေကနော်ဟိုစစ်အာဏာရှင်တွေရဲ့ဒီအဆက်ဆက်ဒီလိုလုံးဆောင်ခဲ့တဲ့အပေါ်မှာဒါပြည်သူတွေကိုဟိုကောင်းကောင်းသူတို့ဂျင်းထဲလို့မရတော့ဘူးပြည်သူတွေကတိနေပြီငကိုကလေးကဒီပုံမှန်ဆိုတာကဒါအကြမ်းဖက်စစ်တပ်ကဒါသူတို့လိုရင်းလိုသလိုပြည်သူကိုဒီပုံမှန်နဲ့ချင်းချောက်ပြီးတော့ဖမ်းဆီးဖို့လုပ်ထားတဲ့ကိစ္စနိုင်ငံရေးရဆိုရင်ဟိုဒီပုံမှန်ကလုံးဝရှိလို့တောင်ရှိတဲ့ပုံမှန်မျိုးမဟုတ်ဘူးပေါ့ ဲ့တော့အခုဒီလွန်မြောက်လာတဲ့လူငယ်တွေအနေနဲ့အထူးသတိချက်ဖို့လိုပါတယ်အဲဒီလိုကာလမှာဒါအခွင့်အရေးတရက်လို့ပြောလို့ရတယ်ဗောနော်ဒီအခွင့်အရေးကိုအသုံးချပြီးတော့ဒါလွန်မြောက်နေမီတွေကိုနော်ဟိုဒီဒေါ်လာရေးအရဟိုရှောင်းတိန်နာမျိုးတွေနောက်ပြီးဒေါ်လာရေးနဲ့ပူပေါင်းပြီးတော့နော်အလုထာမျိုးတွေဒီပြည်တွင်းမှာဆက်နေမယ်ဆိုလို့ရှိရင်တော့တေးကြတဲ့တနေ့မဟုတ်တနေ့မှာနော်ဒီလွန်မြောက်လာတဲ့လူလူငယ်တွေအားလုံးပေါ့နော်လူငယ်လူကြီးအစုံအားလုံးကငိုကိုကလေးကဒီအကြက်ဖက်စစ်တပ်ကိုမကြိုက်လို့ဒါတော်လှန်ခဲ့ကြတဲ့သူတွေကြီးတယ် သူတွေဆိုတော့သူတို့အမြဲတမ်းစောင့်ကြည့်နေမှာပဲเนาะသူတို့ဘက်မှာရှိနေတဲ့ဒီ safari တွေနောက်ဒီစစ်ထောက်လိုင်းကြီးတွေကเนาะအမြဲတမ်းစောင့်ကြည့်ပြီးတော့ဒါစစ်မှုရန်နဲ့ပြန်ဆွဲရင်ဆွဲမဆွဲလို့ရှင်အခြားပုံမှန်တစ်ခုခုတွေနဲ့ဒါပြန်ပြီးတော့တေချာပေါက်ဒါဒီလိုလှုပ်လာနိုင်ပါတယ်ဒါကတော့လက်ရှိဒီ905ပေါ်မှာဒါကျွန်တော်တို့ဒီအားလုံးသုံးသပ်ကြတာရှိပါတယ်နောက်ဒီ905နဲ့အထုတ်ခံထားပြီးတော့ပြပောက်ကိုရောက်နေတယ်ကျွန်တော်ဒီမိတ်ဆွေတချို့ကိုကျွန်တော်ဆက်သွယ်ပြီးတော့မေးကြည့်ပါတယ် လက်ရှိပြည်တွင်းမှာ905ပုံမှတ်တွေဒါဖျက်သိမ်းလိုက်ပြီဆိုတဲ့ခါကျတော့ပြည်တွင်းကိုပြန်လာဖို့ရှိလားလို့မေးတဲ့ခါမှာဒါသူပြောတာရှင်းပါတယ်အသေးကြတယ်ဒီပြန်လာခဲ့မယ်ဆိုလို့ရှိရင်တော့ဒါသူတို့ဒီတစ်ခုမဟုတ်တစ်ခုနဲ့ ဒါသူတို့ရဲ့ဒီထောက်လိုင်းကြီးမှာလည်းတချို့သတင်းတွေရှိနေတာရှိမယ်ပေါ့နော်အဲပြည်ပမှာဥမာဘသူကတော့တော်လိုင်းကြီးမှာဘလို့ပတ်သက်တယ်နောက်ပြီးပြည်တွင်းကိုပြန်ရောက်တဲ့ခါကြလို့ရှိရင်သူက905နဲ့မဟုတ်တော့ဘဲနဲ့အခြားဥမာအရင်ကဒီတော်လိုင်းကြီးမှာပြည်ပနေပြီးတော့ပေါ့နော်ထားပါတော့ကျွန်တော်တို့ online social တွေရပဲဖြစ်ဖြစ်အခြားသောဒီ strike တွေမှာပဲဖြစ်ဖြစ်ပါဝင်ခဲ့တဲ့ဒီမှတ်တမ်းတွေအပေါ်ကြည့်ပြီးတော့အဲ့မှာဒါနိုင်ငံတော် ဟိုပုံကံမှုလို့ဒါ124တို့နောက်9ညတို့နောက်ပြီးလို့ရှိရင် ထပ်ပြီးတော့ဒီ66ဂါတို့ပေါ့နော်အစရှိတာရင်းနဲ့ तू ဆွဲနိုင်တယ်အဲ့တော့အသက်မပြည့်တဲ့ဒီအသက်အရွယ်ရပေါ့နော်ခုနစစ်မှုထမ်းရမယ့် ဒီကာလအတွင်းမှာရှိနေတဲ့လူငယ်တွေဆိုလို့ရှိရင်လည်းတေးကြတယ်။ဒါဒီကာလမှာတဲ့သူပြောတာဒါစစ်မှုထမ်းအတွက်လည်းဒါအခုလက်ရှိမှာပေါ်တာဆွဲတာကြီးဆိုရင်ဒါတော်တော်ကိုတော့များနေတယ်သူတို့အတွက်ဒါစစ်အင်အားလည်းလိုအပ်နေတယ်ဆိုတော့တေးကြပေါ့ဒီပြပမှာရှိတဲ့လူငယ်တွေကိုသူပြန်ခေါ်ပြီးတော့ဒီစစ်မှုထမ်းတဲ့ကိစ္စတွေမှာလည်းအတုံးချဖို့ရှိနိုင်တယ်ပေါ့နော်။ဒါကြောင့်သူကတော့ဟိုလုံးဝပြန်ဖို့အစီအစဉ်မရှိတယ်လို့ပေါ့နော်။ဟိုအယုံကြည်လည်းမရှိဘူးဆိုတာပေါ့။ဒီ905ကိုအခုလို့လုတ်တယ်ဆိုတာကတစ်ဖက်မှာဒါနိုင်ငံရေးရဒါအမြတ်ထုတ် ပြီးတော့နောက်နောက်တစ်ခုကဒီတော်လှန်ရေးမှာရုံထင်ကြောင်ထင်ပေါ့ဒါသူတို့ဘက်ကနေပြီးတော့ဒါဖြေလျှော့ပေးတယ်တချို့ကြတော့လေအဲ့ဒီပုံမှာမပြန်တဲ့လူနဲ့မပြန်တဲ့လူပေါ့အရင်တော့ကအတူတူတွဲလုံနေတဲ့သူတွေထဲမှာမှဥမာပြန်သွားတဲ့သူတွေဆိုလို့ရှိရင်ဥမာကြံခဲ့တဲ့ပြပမှာကြံခဲ့တဲ့သူတွေကနေပြီးတော့အဲအဲ့ဒီသူတွေကိုတော့ဒါစစ်ကောင်စီဘက်ကပါသွားတာလားအဆရှိတဖြစ်ပေါ့နော်ဒါမျိုးတွေဟိုသွေးခွဲခြင်းတဲ့ပုံစံမျိုးတွေလေဟိုရှိလာနိုင်တယ်ဆိုတော့အဲဒီတုတ်တုတ်ရဲ့တုံ့တက်ချက်ကိုဒါကျွန်တော်ပြန်ပြီးတော့ပြောပြပေးတာပါ နောက်ဥပဒေတစ်ခုနဲ့တေချာပေါက်ညှိနိုင်တာကတော့ဒီပြည်ပသူတွေပြန်ဝင်လာလို့ရှိရင်အဲ့ဒီသူတွေကိုအချိန်မေးပန်းလို့ရတဲ့ဥပဒေတစ်ခုကဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီနှောက်ရက်ဖြည့်ဆည်းသူများဥပဒေဆိုတာမျိုးရယ်နောက်ထပ်ကျွန်တော်တို့ဒီအမျိုးသားညီညွတ်ရေးအစိုးရပေါ့နော် NUG ကိုဒါအားပေးအမြောက်လုပ်တယ်ဆိုတဲ့ပုံမှန်တွေတတ်နိုင်တယ်နောက်ပြီးရင်ကျွန်တော်တို့ဒီတော်လန်ရေး အဲဒီ PDF တွေဒေါ်လာဤတိုင်ရင်တက်ဖွဲ့တွေအစရှိတာတွေနဲ့ဒါထိဆက်ဆက်နွယ်တယ်ဆိုတော့အပုံမှန်မျိုးတွေနဲ့ဒါအမျိုးမျိုးဒါပြန်ပြီးတော့အေးအေးယူဆောင်ရွက်နိုင်တယ်ဆိုတာအဲဒါသူသူသုံးသက်ပြရတယ်ပေါ့နော်အဲ့တော့ဒါကြောင့်ကျွန်တော်တို့ကဒီကာလမှာအထူးသတိထားပါဒီအကျန်းဖက်စစ်တက်ပြီးနော်ယုံကြည်စရာကောင်းလောက်တဲ့အကွက် တကွက်မှမရှိဘူးဆိုတာကိုလည်းဒါကျွန်တော်တို့အားလုံးသိပြီးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိလွတ်မြောက်လာတဲ့သူတွေအနေနဲ့ကလက်ရှိပြည်တွင်းမှာဆက်ပြီးတော့ပေါ့နော်ဒီတိုင်းသူတို့ရဲ့ရန်တရားအောက်မှာ အဲပုံမှန်အတိုင်းကျွန်တော်တို့ဒီဒေါ်လာရေးတွေကိုလုံနိုင်တဲ့မြောက်ပေါ့နော်လုံလို့ရတဲ့ကဏ္ဍတွေကလုံသွားကြမှာတည်ကြတယ်တချို့စိုးရိမ်နာကတော့ဒီလူငယ်တွေပေါ့အထူးသဖြင့်ဒီလူငယ်တွေအနေနဲ့ကတော့တည်ကြတယ်သူတို့စောင့်ကြည့်နေမယ်အဲပြီးလို့ရှိရင်စစ်မှုထမ်းဥပဒေလိုဟာမျိုးတွေမှာအဲတည်ကြပေါက်ပြန်ပြီးတော့ဟိုအစွဲခံရတာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကသူတို့ရဲ့ရွေးကောက်ပွဲကိုနော်တခုခုပေါ့ဟိုကိုကအာမပေးတာတော့လကောင်းဒီရွေးကောက်ပွဲမှာပါဝင်ပူးပေါင်းတာမျိုးမရှိရင်တော့လကောင်းအဲဒီဟာမျိုးတွေနဲ့လည်းပြန်ပြီးတော့ဒါအရေးယူခံနိုင်တယ်ဆိုတာမျိုးတွေရှိပါတယ် နောက်ထပ်ပြီးပါဒီလူငယ်တယောက်ကိုကျွန်တော်ဆက်သွယ်ပြီးတော့ဗောနော်ဒီ905နဲ့ထုတ်ခံထားတဲ့နောက်လူတယောက်ကိုကျွန်တော်မေးတဲ့ခါမှာတော့အဲ့ဒီလူငယ်ပြောတာကတော့အင်မတန်ကိုသဘောကျစရာကောင်းပါတယ်အာကျွန်တော်ကဒီလက်ရှိဗောနော်ဒီအကျန်းဖက်စစ်တပ်ကတော့အခုခင်ဗျားတို့ကိုဒါ905တွေရုပ်သိမ်းလိုက်ပြီးတော့ပြန်ခေါ်နေပြီအဲ့တော့ပြန်လာဖို့အစီအစဉ်ရှိလားဆိုတော့နော်သူပြောတာရှင်းပါတယ်တကယ်ဆိုရင်ねကျွန်တော်တို့ကနော်ဒီလူလူကောင်းဆောင်ကိုဒါနိုင်ငံရေးရသူတကယ်ပဲအပြောင်းလဲလိုချင်တယ်ငြိမ်းချမ်းချင်တယ်တိုင်းပြည်ကိုဒီအရွေးကိုသွားချင်တယ်ဆိုတော့ တကယ်ဆန္ဒရှိတယ်ဆိုရင်ရှင်းပါတယ်တဲ့ကျွန်တော်တို့လူလူကောင်းဆောင်နော်ဒေါ်ဆန်းစုကြည်နဲ့တမရာကြီးဦးဝင်းမြင့်တို့ဒါတွေအားလုံးလှုပ်ပေးရမှာဖြစ်တယ်ဒါမတရားဖန်ဆီးထားတယ်ဆိုတာလေတဲ့ဒါကျွန်တော်တို့လူငယ်တွေနေမှုအားလုံးသိတယ်တဲ့ဆိုတော့ဟိုပြောရလို့ရှိရင်တော့သူပြောတာရှင်းတယ်ဒီမင်းအွန်လိုင်းတို့ဒီမဲလုံးတို့နော်ဟိုဘလောက်ပဲဟိုနောက်ဆုံးဝေါ်ရင်နဲ့ပင့်ခေါ်ရင်တောင်မှအယုံကြည်မရှိတဲ့အတွက်ပြန်လာဖို့အစီအစဉ်မရှိဘူးတဲ့ သူပြောတဲ့စကားလုံးတိုင်းကျွန်တော်ပြန်ပြောမယ်ဆိုလို့ရှိရင်ဟိုကျွန်တော်တို့ရဲ့ဒီလူလူကောင်းဆောင်တဲ့ဒီအမေတော်ဆန်းစုကြည်ပြန်လွတ်မြောက်လာလို့အမေကငါသားတို့ဟိုအခုပြန်ခဲ့တော့လို့ပြောတာ ਨੇ ကျွန်တော်တို့အထုတ်တောင်မသိမ်းပဲနဲ့ချက်ချင်းထပြီးတော့ကျွန်တော်တို့ကတန်းပြန်လာမှာဖြစ်တယ်တဲ့အဲ့တော့ဒီကာလမှာတော့ဒီအကျန်းဖက်စစ်တပ်ကိုယုံကြည်တာမဟုတ်တဲ့အတွက်ဒီဘလို့အမှုတွေပဲယုတ်သိမ်းယုတ်သိမ်းဟိုဘလောက်ပဲသူတို့ဘလို့အခြေအနေပဲဖြစ်ဖြစ်ဒီအကျန်းဖက်စစ်တပ်အောက်မှာတော့လုံးဝပြန်လာဖို့အစီအစဉ်မရှိဘူးလို့ဒါဒီလူငယ်လေးကလည်းပြောသွားတာရှိပါတယ်အဲ့တော့တကယ်လဲဒီနိုင်ငံရေးတိုင်းဝိုင်းချားမှာလဲဒါတွေတုံးတက်နေကြတာတွေရှိပါတယ်အဲ့တော့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဆိုပြီးခဲ့တဲ့ရက်ကဒီထိုင်းနိုင်ငံရဲ့ဝင်ကြီးကဒီအာဆီယံမှာဆိုတာတကယ်ကိုဒါပထမဆုံးပေါ်ပေါ်ထင်ထင်နဲ့ထုတ်ပြီး တော့ဗောနော်ဒီချိန်မှာဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးဖို့ဒါလုံးဝအချိန်ရောက်ပြီဆိုတာမျိုးဗောနော်အဲ့တော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဘလို့အကြမ်းဖက်စစ်တပ်ကဘလို့တက်ရှူတော်လန်ရေးကိုအားနေအောင်ချိနေအောင်နော်ဘလို့ပုံစံနေနဲ့တက်ရှူသွေးခွဲမလဲဆိုတာတော့ဒါရှေ့စစ်အာဏာရှင်အဆက်ဆက်ရဲ့ဒါဇန်ညောဟောင်းတွေအတိုင်းဒါတို့ကတော့ဆက်ပြီးတော့ကာမြဲကသွားမဲ့သဘောရှိပါတယ်အဲ့တော့ဒီသုံးသက်ချက်ကိုကျွန်တော်အဆုံးသတ်ရရင်ဒီပြည်တွင်းကဒီနိုင်ငံရေးအကျဉ်းသားဟောင်းတူပြောသွားတာလေးနဲ့အဆုံးသတ်ချင်တာပေါ့နော်အ တကယ်နိုင်ငံရေးအပြောင်းလဲဆိုရင်တဲ့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ကိုလွှတ်လေတဲ့နောက်ဒီ NLD နဲ့ CC တွေအားလုံးလွှတ်လေတဲ့အခုကတဲ့ဒီအမေရိကန်အတိမတ်ပြုမှုရဖို့တဲ့ဦးရဖာယာဒီဟန်ရေးပြပြီးတော့ဟိုထလုတ်တဲ့အလုပ်တစ်ခုထဲမပို့ဘူးပေါ့နော်တိုင်းပြည်ကိုဒါမတရားအာဏာသိမ်းထားတာတဲ့ဒီစစ်တပ်ပဲတဲ့ဆိုပြီးတော့ဒါသူ့ရဲ့တုံ့တက်ချက်လေးနဲ့ကျွန်တော်ဒီတစ်ပတ်တော့အဆုံးသတ်ပါတယ် ဒီနေ့အတွက်တင်ဆက်မှုကိုတော့ကျွန်တော်ဒီမှာပဲဆုံးသတ်ချင်ပါတယ်။နားဆင်ပေးကြတဲ့သောရရှင်များအားလုံးဘေးကင်းကြပါပြီးတော့စီးပွားလက်လာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်သခင်တွေဆုတောင်းပေးလိုက်ပါတယ်။